ဒိဗ္ဗစကုဝိညာဉ်ရလာတဲ့ပုဂ္ဂိုလ်တရားဟာတောင်းတောင်းတဲ့မှာဘာတွေရှိတယ်လဲလို့ချီးကျင်လို့ရှိရင်ကိုချီးကျင်တဲ့နေရာကိုအာလောကကတိုင်းပေါ်မှာအာလောကကတိုင်းကိုအာယုံပြုတ်ပြီးတော့ဆံဝင်စားဖို့လိုအပ်တယ်ဆိုပါတော့တောင်းကောင်းတဲ့မှာ တောင်ထဲမှာပကတိမျက်စိနဲ့ချိရင်တောင်ထဲမှာဘာတွေရှိတယ်ဆိုတာမမြင်ရဘူးအခုခေတ်လောက်နော်ရွှေကြောရှိတယ်လို့ကြောက်ရှိတယ်လို့ဆိုတိုင်းတမှုတွေတစ်ခုနဲ့တော့သိနိုင်တာတွေရှိဘယ်နေရာမှာရေနံကြောရှိတယ်လို့ဘုံမိဝိရဏဤပညာတွေနဲ့တိုင်းတာပြီးတော့ခမှန်းပြောဆိုရတဲ့ဟာတွေရှိတယ်ပေါ့အဲ့ဒါလို့ကရိယာတစားဗလာမပါဘဲနဲ့ ဒေဝစကုဆိုတဲ့တမာရီစွမ်းအားနဲ့ချိတဲ့နီးရှိသေးတယ်။တမာရီစွမ်းအားနဲ့ဖြည့်ဆည်းပြီးတော့ဒေဝစကုဝိညာဉ်ရလာတဲ့ပုဂ္ဂိုလ်တယောက်ဟာတောင်းတောင်းထဲမှာဘာတွေရှိတယ်လဲလို့ချိကျင်လို့ရှိရင်ကိုချိကျင်တဲ့နေရာကိုအလောကကတိုင်းပေါ်မှာအလောကကတိုင်းကိုအာယုံပြုတ်ပြီးတော့ စံဝင်စားဖို့လိုအပ်တယ်ပေါ့အဲ့ဒီအလောကကတိုင် ဝင်စားပြီးတဲ့အခါမှာကိုချီးကျင်တဲ့နေရာကိုအလင်းရောင်ဖြန့်ကျက်ရတယ်အဲ့ဒီလိုလင်းရောင်ဖြန့်ကျက်ပြီးတော့မှဒိဗ္ဗစကုဆိုရဲအပေဉ္ဉဏ်နဲ့ဘာမြင်ခြင်းနဲ့ဆိုတာဟိုဒိဋ္ဌံလိုက်တာနဲ့တပြိုင်နက်ထိုလင်းရောင်ထဲမှာရှိတဲ့အရာခတ်သိမ်းကိုအသေးစိတ်ကစပြီးမြင်သွားနိုင်တယ် အဲ့ဒီနေရာမှာစနစ်တကျလုံးရတယ်ဆိုတာဟာအလင်းရောင်မဖြတ်မဲနဲ့ဒိဗဗစကုနဲ့ဒီတိုင်းသွားကြည့်မမြင်ရဘူးဆိုတာပဲဖြစ်တယ်ပေါ့အစွမ်းတကူဆိုတာဟာစူပါနိုက်ချရယ်မဟုတ်ဘဲနဲ့စူပါနော်မယ်ပါဝါနော်မယ်တဲ့ပို့ပြီးတော့မြင်မာတယ်တဘာဝကိုစမ်းကြင်တာမဟုတ်ဘူးမျက်စိရဲ့တဘာဝကဘာလဲ စဉ်းစားကြည့်မျက်စိဆိုတာအလင်းရောင်ရှိမှမြင်တာမဟုတ်လားပကတိမျက်စိဒီပဲနဲ့အလင်းရောင်မရှိမောင်းနေရင်ထို့အမောင်းတဲကပစ္စည်းတွေကိုပကတိမျက်စိကမမြင်နိုင်ဘူးဆိုတာမတမ်းမထင်ရှားတယ်အဲ့ဒါလိုပဲဒိဗ္ဗစက္ခုမှလည်းပဲအလင်းရောင်မရှိမမြင်ရဘူးဆိုတာမှတ်ထားမြင်ခြင်းဘာလို့ရမလဲ